ရဂေးလိုပြောလိုက်ရင်နာမည်မကြဘူးပဲရဂေးရဲ့ office အနေထားကိုမျက်လုံးကနေယဉ်နှီးနေလိမ့်မယ်လို့ထင်ပါတယ်။ဒါကလုံးဝကိုမကြဘူးတဲ့သူတွေကိုပြောတာပါ။လူကျန်တေးဆောင်ကိုစီနီယာဆော့ဖောခွားရဲ့ fashion တွေကရဂေး fashion တွေပဲဖြစ်ပါတယ်။အဲဒီထဲမှာကျွန်တော်တို့အကိုကြီးကိုဆော့ဖောခွားကတော့ရဂေးအစိုးရပဲဖြစ်ပါတယ်။ခုဗီဒီယိုကို3မိနစ်လောက်နဲ့ကျွန်တော်အချင်းချုပ်ပြီးပြောပေးပါမယ်။လူကြီးမင်းတို့ကောင်မလေးနဲ့ဖုံပြောရမယ့်အချင်းတွေကိုကျွန်တော်မဖြုံးကျင်လို့ပါ။ရဂေးဆိုတာ1960နှောင်းပိုင်းလောက်မှာဂျာမေကာနိုင်ငံမှာစတင်ပေါက်ဖွားလာတဲ့ဂီတာတစ်မျိုးဖြစ်ပါတယ်။အဲဂီတာတစ်မျိုးဆိုတာထက်ကိုပိုပါတယ်။ရဂေးမှာဘာသာရေးနဲ့လွတ်လပ်ရေးဆိုတဲ့အရေးအမှတ်တွေပါနေပါတယ်။ ရကေးဆိုတာတစ်မျိုးတည်းမဟုတ်ပါဘူး၄မျိုးရှိပါတယ်တစ်ခုနဲ့တစ်ခုဘာရှင်းတော့မတူပါဘူးဈေးကြညင်ညင်နဲ့ဘေးဂီတာကိုအခြေခံတဲ့ဂီတာတစ်မျိုးပဲဖြစ်ပါတယ်ရကေးဖက်ရှင်ကလူချင်းမင်းတို့ရဲ့ကောင်းမလေးရဲ့မျက်နှာအရောင်လိုပါပဲအရောင်တွေအတော်ကိုစုံပါတယ်ရကေးဆိုတာကဘာကြီးကိုချစ်ဖို့ဒန်းတူညီမျှမှုကိုတောင်းဆိုဖို့စီချက်တွေနဲ့တိတ်ဝိညာဉ်ကိုလွတ်ချဖို့ဖိတ်ခေါ်ချက်တစ်ခုပါပဲဈေးကြောင်းနဲ့ရကေးရကေးနဲ့ဈေးကြောင်းဆိုတာကျွန်တော်နဲ့ဂျင်းနီလိုပါပဲတကယ်ကိုလိုက်ဖက်မှုရှိလာပါတယ်ရကေးဆိုတာဈေးကြောင်းတောက်ပြီးစီးမြောက်ရတဲ့ဂီတာတစ်မျိုးဆိုလေမမားပါဘူး ဘာသာရေးအသုံးစွဲမှုပဲဖြစ်ပါတယ်အဲလူချင်းမင်းတို့လိုဇေကွဲတာနဲ့ရည်ညီမယ်ဆိုရင်တော့ဂီတမှာစီမျောနိုင်မယ်လို့မထင်ပါဘူးဇေချောင်းဆိုတာရဂေးရဲ့အခြေခံအစစာအိုက်တယ်ဖူးတစ်မျိုးပဲဖြစ်ပါတယ်ရဂေးဆိုတာလွတ်လပ်မှုတစ်ခုပါပဲစင်စရာယောဂကနေစခဲ့တဲ့ freestyle တစ်မျိုးပဲ အနီးအစိမ့်အဝါရွှေရောင်စိမ့်ပြစတဲ့အကြောင်းတွေကိုသာဝစ်စင်လေးရှိပါတယ်။အီသီယိုးပီးယားနိုင်ငံအလံမှာကောက်ယူထုတ်လုပ်ထားတဲ့အယောင်သွေးတွေပဲဖြစ်ပါတယ်။နိုင်ငံရေးအရဆိုဘေဘီလုံကစပါတယ်။ဘေဘီလုံဆိုတာအနောက်တိုင်းကိုလိုနီစနစ်လူမဲတွေကိုဖိနှိပ်မှုစနစ်တစ်ခုဖြစ်ပါတယ်။ရဂေးဆိုတာအိုက်စနစ်ကိုဖိနှိပ်တော်လှန်နေတဲ့လူအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။အကျဲတော့မချဲတော့ပါဘူး။ချဲတဲ့လောက်ကျဲပါတယ်။ဘာသာရေးအရသဘင်ကိုတွက်လွှတ်ထားခြင်းဟာတန့်ရှိမှုတစ်ခုဖြစ်ပါတယ်။အဲဒီဘက်ခင်မှာကောင်းချော်ရေချိုးအောင်ပြင်းတဲ့သူတွေလောက်သာလုပ်လို့ရှိပါတယ်။ရေဂီတာဟာပြမကဘာကို1980ပြည့်နှစ်အလွန်လောက်မှာပြန့်နှံ့ခဲ့ပါတယ်။ပန်းနဲ့ပေါဂီတာကိုလွှမ်းမိုးမှုရှိ ရှိခဲ့ပါတယ်။ဘောမလီရဲ့ဝမ်လာဆိုတဲ့သချင်ကကဘာကျော်ရဂိဆောင်းမှာဖြစ်ပါတယ်။ YouTube မှာလည်းလွယ်တကူနားထောင်လို့ရပါတယ်။ဘောမလီရဲ့ကဘာကျော်စကားတခွန်းရှိပါတယ်။ငြိမ်းချမ်းရေးဆိုတာစစ်ပွဲတွေမှာမရှိဘူး။လူတိုင်းရဲ့စိတ်ထဲမှာပဲရှိတယ်။ဒါဟာရဂိရဲ့သဘောတဘာဝပဲဖြစ်ပါတယ်။ငါတို့ကဘာတွေလဲ?ငါတို့ကရပ်ပါတွေဆိုတာလဲရဂိကစတာပါ။1980ခုနှစ်လောက်မှာနယူးယောက်က DJ ခိုးဆိုတဲ့သူကဂျာမေကာလူမျိုးအဆက်ဖြစ်ပါတယ်။ရဂိဂီတာကို DJ နဲ့ရောခဲ့ပါတယ်။ဟစ်ဟော့ဖြစ်လာခဲ့ပါတယ်။အဲကျွန်တော်တို့နိုင်ငံမှာလည်းစိုင်းတန်ကို DJ တန်နဲ့ရောတာတာဆုတ်တယောက်ပဲရှိပါတယ်။ဒါဟာပြန်လဲစမ်းသစ်မှု remix တွေပဲဖြစ်ပါတယ်။ဇိုင်းကြိုက်တဲ့မ ောင်ဆိုတဲ့အပလန်မှာလူချင်းမင်းတို့လည်းစိတ်ပါရင်သားဆိုလို့မမကြိုက်တဲ့မောင်ဆိုပြီးထတ်ထုတ်လို့ရပါသေးတယ် ဗီနူမြာရှင်နေဟာအာဖရိကကိုအိမ်လို့တတ်မှတ်ပြီးလူမဲတွေရဲ့လွတ်လပ်ရေးနဲ့ဂုဏ်သိက္ခာကိုပြန်လည်တိဆောက်ခဲ့ပါတယ်။ဒီဘက်ခင်မှာပန်နယ်ရေဂေကိုဘယုတ်ဒုက္ခတွေဆိုပြီးတော့မြင်လာကြတယ်။လူရဲစရာတစ်ခုအဖြစ်ပဲမြင်ကြတယ်။လူငယ်တွေရဲ့ free style life တစ်ခုကနေစခဲ့တဲ့အရာတွေမျိုးလူကြီးတွေနားမလည်နိုင်ဘူးလို့ထင်ပါတယ်။2018ခုနှစ်မှာ UNESCO ကရေဂေဂီတာကိုလူသားယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။အဲလူချင်းမင်းတို့လည်းလူကျန်းတရုတ်ဆောင်ကိုစီကိုတွားပြီးတော့မရှုပ်ကြဖို့အကြံပြုချင်ပါတယ်။ဘာလို့လဲဆိုသူ့ဘာသာသူတောင်းရှုပ်နေလို့ဟုတ်ကဲ့အဆုံးတိကျရှိပေးရတဲ့ယောက်ချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်။